အလုံးပဲမင်္ဂလာပါဘုံဘွားတော့ရှူအောင်ရှင်ထောက်ရနိုဝေဖြစ်ပါတယ်တို့ပြန်လာပြီး AOD ဆိုတဲ့ကမ်ပိန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီကမ်ပိန်းဟာဆိုရင်တော့ဘုံတို့တိုင်းတိုင်းစစ်ဌာနချုပ် AOD ရဲ့ဘုံတို့ထောက်ရအရာဖွဲ့သားတွေပူးပေါင်းပြီးတော့မှ ဆောင်ရွက်နေတဲ့ကမ်ပိန်းလေးဖြစ်ပါတယ် AOD တိုင်းဟာဆိုရင်အားလုံးသိကြတဲ့အတိုင်းပါပဲယနေ့ချိန်မှာဆိုရင်စစ်မီးတွေကူးဆက် လောင်ကျွမ်းနေပြီလို့ပြောလို့ရတာလေအဲ့လိုစင်မီတွေလောင်ကျွမ်းလာတာ ਨੇ မြတ်ဘုံတို့လိုအပ်ချက်တရားလည်းပဲမြောက်များစွာရှိပါတယ်အဲ့တော့ဒီလိုအပ်ချက်တွေကိုအမှန်တကယ်ဖြည့်ဆည်းပေးနိုင်တာဆိုလို့ဘုံတို့ပြည်သူတွေပဲရှိပါတယ်ပြည်သူတွေကိုအကူပေးရစေလို့ဘုံဘုံနေနဲ့ဥစ္စာပြောကြင်ပါတယ်အဲ့တော့80ရမယ်အယောက်တိုင်းရဲ့တော်လိုင်းရဲပေါ်တွေအတွက်ပေါ့နော်ဘုံတို့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ော်လိုင်းရဲဘော်တွေရဲ့အသက်အသွေးတွေအများကြီးဘုံဘုံတို့ကဲတင်နိုင်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ဘုံတို့အေယာဝတီသားတွေဟာဒီနေ့နွေဦးတော်လိုင်းရဲ့ကာလမှာပေါ့နော်။နေရာဒေသမျိုးစုံကနေပြီးတော့ပေါင်းဝင်ခဲ့ကြပါတယ်။ဘုံတို့အားလုံးအဲ့ဒီလိုပါပေမဲ့အေယာဝတီဆိုပြီးတော့မှဒီတက်ရမုံကိုကောက်ခံခဲ့တာဆိုရင်နှစ်ချိန်လောက်ပဲရှိခဲ့ပြပါဒါလည်းပဲဒီလောက်ထိကြီးမာတဲ့ရမုံကိုကောက်ခံခဲ့ တရားဆိုတာမျိုးမရှိပါဘူးအဲ့တော့ဒီရလာတဲ့ရံပုံငွေတရားလည်းပဲရဲဘော်တွေအတွက်အကျိုးရှိခဲ့ပါတယ်ဘုံကိုယ်တိုင်လည်းအရာဥစ္စာတရားဒါပေမဲ့အရာဥစ္စာအတွက်ဆိုပြီးတော့တီးတံမလုပ်ခဲ့ပါဘူးဘုံလိုပေးရမှာတနိုင်ငံလုံးအတွက်ဘုံတို့အရာဥစ္စာတွေကပေါဝင်ခဲ့ကြတယ်ဆောင်ရွက်ခဲ့ကြတယ်တနိုင်ငံလုံးအတွက်ရည်ရွယ်ပြီးတော့မှဘုံတို့လှုပ်ဆောင်ခဲ့ကြပါတယ် ဒီနေ့ခါမှာတော့ဧရာဝတီဟာလည်းပဲအများနည်းတူပေါ့နော်စင်မီတွေတောက်လောင်နေပါဒီစင်မီတွေဟာလွယ်လွယ်နဲ့ငြိမ်းသွားမှာမဟုတ်ပါဘူးဆက်ပြီးတော့တောက်လောင်ဖို့တောက်လောင်နေစေလို့ပြောလို့ရပါတယ်ပေါ့နော်အဲ့တော့ဒီလိုကာလမျိုးမှာဧရာဝတီကိုချစ်ကြတဲ့သူတွေဧရာဝတီကိုတန်ရော့စင်ရှိကြတဲ့သူတွေအားလုံးကနေပြီးတော့ဝိုင်းဝန်းပန်ပို့လိုက်မယ်ဆိုရင်ဘုံတို့ ရာဝတိုင်းရလည်းပဲဂျီတော်လန်ရေးမှာတက်စစ်ဆိုးပြောင်းလဲနိုင်တယ်လို့ခေါ်တော့ယုံကြည်တယ်ပေါ့တဲ့အဲ့တော့ဒီယုံကြည်ချက်နဲ့အတူခုံတို့အဝေးရောက်ရာဝသားတွေအရာဝတီကိုချစ်မြတ်လို့တဲ့သူတွေအားလည်းပဲခုံတို့အရာဝတီမြည်ကြီးလို့ပဲအမြဲမပြတ်စီစဉ်နေမယ်ဆိုတာကိုခုံအနေနဲ့ယုံကြည်ပါတယ်ဒီယုံကြည်ချက်တင်တဲ့အတူတူပေါ့နော်ခုံတို့မဝေးတော့တဲ့အနာဂတ်မှာအရာဝတိုင်းအားလည်းပဲအများနည်းတူ ဒီຫນွေဥတော်လိုင်းကြီးမှာခေါင်းတို့ပါဝင်နေကြတယ်ဆောင်ရွက်နေကြတယ်အနာဂတ်ကိုပုံခေါ်နေကြတယ်ဆိုတဲ့တပိုင်းတစ်ခုကိုရေးထိုးရမှာတော့ရေးထိုးခွင့်ရရှိမယ်လို့ခေါင်းတို့ယုံကြည်ပါတယ်အဲ့တော့ဒီလက်ကမ်းကိုအမိပြုတ်ပြီးတော့မှအနာဂတ်ထိဖုံတို့ပုံဖော်နိုင်တဲ့အစ်စ်တခုကိုရောက်နေပြီဆိုတာကိုတော့ဘုံတို့ ARV သားတွေကော ARV ကိုချစ်မြတ်နေတဲ့သူတွေကော ARV ကိုပံ့ပိုးကျင်တဲ့သူတွေကိုဖုံစင်းစကားပါချင်ပါတယ်အဲ့ဒီတော့ဘုံတို့ဒီနေ့ တိုင်းစစ်ဌာနချုပ်အောက်မှာရှိတဲ့ view ဟာတွေတရင်တက်ခွဲတွေမှာရှိနေတယ်ရဲဘော်တွေပြီးတော့အိုးရောက်ပြောင်းလာတဲ့ရဲ့ဒီနေ့နွေဦးတော်လိုင်းရေးမှာပါဝင်ပတ်သက်မှုတွေဟာအမှန်တန်ကိုကြီးမားပါတယ်သို့တော်လည်းပဲခမုံတို့တွေဟာတော်လိုင်းရေးတစ်ခုမှာတော်လိုင်းရေးတစ်ခုကိုဆင်နွှဲတဲ့အခါမှာဘယ်သူကတော့ဘလောက်ဆုံးလွတ်တယ်ဘယ်သူကတော့ဘလောက်အနစ်နာခံတယ်ဆိုတာမျိုးမရှိပါဘူးခုံတို့ပြောင်းတိုင်းသားတွေဟာအမြဲမပြတ်ပြီးဆက်ချင်တာအေဟော်ရီမြစ်ကြီးလိုပဲအမြဲမပြတ်စီစဉ်ချင်တာ ဒါကြောင့်မလို့ဘလောက်ပဲလှိုင်းတန်လှေတန်မိုးတန်နေလာပါစေအဲ့ဒီဒုက္ခတွေကနေရုပ်ထွက်ပြီးတော့မှဘုံတို့ရဲ့နိုင်ငံအတွက်ဘုံဘုံတို့ရဲ့အနာဂတ်မျိုးဆက်တွေအတွက်ဘုံတို့ကောင်းတဲ့တမိုင်းမှတ်တမ်းတစ်ခုကိုခြံထားခဲ့ခြင်းပါတယ်ဒါကြောင့်မလို့ဒီနေ့နှုတ်တော်လိုင်းရေးမှာလည်းပဲဒီစိတ်တက်နဲ့ပဲဘုံတို့ချစ်တတ်ပါတယ် အဲကြောင့်မလို့အရာဝန်သားတွေကိုကူညီပေးဖို့အရာဝန်ကိုချစ်မြတ်လို့တဲ့မိသားစုတွေအားလုံးကိုဘုံအနေနဲ့တောင်းဆိုချင်ပါတယ်အဲ့တော့ဘုံတို့အားလုံးတမိုင်းကိုအတူရေးထိုးလိုက်ကြရအောင်လို့ဒီကမ်ပိန်းလေးမှာလည်းပဲတာကက်ကျော်တဲ့အထိဝိုင်းဝန်းပြီးတော့ပံ့ပိုးကြပါလို့ဘုံအနေနဲ့မြစ်တာရက်ခိုင်းနေဘုံဝင်ရဲ့စကားကိုဒီမှာပဲနေကုန်ကမ်ပတ်အဆုံးသတ်ပါတယ်ရေတော့ဘုံအောင်ရမည်